အားလုံးပဲမင်္ဂလာပါနော်ကျွန်တော် channel လေးကနေကြိုဆိုပါရစေကျွန်တော် channel လေးကို like subscribe နေထားပေးကြပါဦးကျွန်တော်ဒီ24ရက်ကနေ28ရက်ပေါ့နော်တစ်ဖက်စာအဲကျွန်တော်မှာပါတော့ကျွန်တော်လေးလုံးဝင်နေဒီတစ်ဖက်မွေးကွက်ကို6ဖက်ပေါ့နော်အဓိကပေးထားတယ်ဒီမိတ်ဆွေတို့အနေနဲ့အဒီကျွန်တော်တစ်ဖက်စာ free ပေါ့နော် free ကိုကျွန်တော်မနေ့မြောက်မွေးကန့်ပေးထားတယ်ဒါမိတ်ဆွေတို့အဓိက ပြောမယ်ဆိုတော့နော်ကိုမွေးကကတော့များတယ်ဒါပေမဲ့ကိုကြိုက်ကနေရှင်တော့တင်ကစားလို့ရပါတယ်အကုန်လုံးမွေးရမယ်လို့မဆိုလို့ဘူးပေါ့နော်ဒါကတော့ကန်ဆက်တဲ့လူလည်းအဆင်ပြေရင်မိကောင်မိနိုင်ပါတယ်ပြီးတော့ break ကတော့ကျွန်တော်ငါးတုံညာ break ရွေးချယ်ပေးထားတယ်ကျွန်တော်အခွေကတော့မိတ်ဆွေတို့ကိုဒီပေါ့နော်ဒီနှစ်ခွန်လေးကို အခွေရဲ့ပြီးတော့ကျွန်တော်အဓိကရွေးပေးမယ်နော်နှစ်၄၆ကိုအ ွေရယ်ပြီးတော့ခွန်း၈၉၃၀၀ညအခွေအခွေကတော့ဒါ၄လုံးဝေရမှန်တိုင်းပြောရင်၃ဝေရှိတယ်ဒါမိတ်ဆွေတို့နေနဲ့ကိုကြိုက်တဲ့အခွေရှင်တင်ဖို့ပေါ့နော်ကျွန်တော်ကတော့ပြောမယ်ဆိုရင်အခွေတွေကလည်းတော်တော်များများစိုက်ကောင်းတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီအခွေကိုတော့ကျွန်တော်တီးတန့်လေးလောလောဆယ်တော့မပြောတော့ဘူးပေါ့နော်သဘောတရားလေးပဲကျွန်တော်ရှင်းပြလိုက်တော့မယ်ပြီးတော့ကျွန်တော်နေ့တိုင်းလေးတစ်ချက်ကြည့် ဒီကတပတ်စာပေါ့နော်တပတ်စာနေ့တိုင်းလေးတစ်ချက်ကြည့်မယ်ဘရိတ်ကတော့လောလောဆယ်ငါးတုံညာဘရိတ်ကတော့ကျွန်တော်စိတ်ထဲမများတော့ဘူးထင်ပါတယ်မများတော့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီတပတ်စာပေါ့နော်လောဆယ်ဘရိတ်နှလုံးနှလုံးလုံးကလည်းစိုက်ကောင်းတယ်ကြာနိုင်ကြီးရှိပြီးတော့ဒီမိတ်ဆိုတော့ဒါမေ့မေ့မေ့လည်းမေ့နေကြမှာတချို့ကတော့မမေ့တဲ့လူလည်းမမေ့ဘူးပေါ့နော်ဒီကျွန်တော်ပြောလို့ဒီ key နဲ့ one chain နဲ့ပေါ့နော် key နဲ့ one chain နဲ့အဲကျွန်တော်တို့ key နဲ့ one chain ကလည်းတော်တော်များများသိမှာပါကျွန်တော်ကတော်တော်များများပေးတာနှစ်ခွန်လေးကိုအချိန်ကို135 key နဲ့ကပ်မှာနော်ပြီးခဲ့တဲ့ပတ်ကဆိုရင်လည်းဒါကျတော့၄ခွက်တောင်မပြီးထွက်တော့နှစ်ခွန်လေးကိုအချိန်နဲ့တက်၃၅ဒါပြောမယ်ဆိုတော့နှစ်ခွန်လေးကိုအချိန်တက်၃၅နှစ်၅နှစ်ခွန်လေးကိုအချိန်တက်၃၅ sorry ဒီမှာဆိုရင်နှစ်၅ပါเนาะ နှစ်ခွန်လေးကိုချင်းတစ်တုံးကနှစ်ခွန်လေးကိုချင်းတစ်တုံးကနှစ်ခွန်လေးကိုချင်းတစ်တုံးက၅ဘွက်လောက်ထွက်တာအဲ့ဆိုဒီတစ်ပတ်မှာလည်းအနည်းဆုံးနောက်ထပ်၄ကြိမ်ထားပြီးမှဆင်းနိုင်တယ်ဒါမိတ်ဆွေကြိုက်ကနေရှိရင်သင်ခဲ့စားအခွေကတော့ကျွန်တော်အများကြီးရွေးချယ်ပေးရတော့မဟုတ်ဘူးเนาะဒါ site ကောင်းတယ်80 90စု90စု90အခွေဆိုရင်ဒါဘာလို့ကြနိုင်လဲဆိုတော့ကျွန်တော်ပြောလို့၄၅ကိုပေါင်ရင်ကိုပေါ့เนาะခွန်တုံးဆိုရင်ပေါင်ရင်၃ည ပေါင်းညင်ညီကို ဖြစ်ပြီဆိုရင်ဒါကကျွန်တော်တို့ခွန်ရှိခိုးဆိုတဲ့အခွေရလိုက်တယ်ဒါမဲ့၃ညတလုံးပိုင်းပို့ခိုင်းတယ်ဒီမှာ၃ညဘူးကကြာတာမှန်ပေမဲ့ကျွန်တော်တို့ခွန်ရှိခိုးနဲ့တွဲပြီးမှထပ်ပြီးမှဆင်းနိုင်တယ်ပြီးတော့ဒီနှစ်လေး၆ခိုးဆိုတဲ့အခွေရလည်းကောင်းတယ်နှစ်ခွန်လေးခိုးဆိုတဲ့အခွေရလည်းကောင်းတယ်နှစ်ခွန်လေးခိုးအခွေရတော်တော်များများနဲ့ဆိုင်းညိတယ်ဗောနော်ဒီကျွန်တော်နှစ်၅တပင်နဲ့ကျွန်တော်တို့က နှစ်ငါတပင်နဲ့နဲ့ပဲလောလောဆယ် तू ကမမိတာအဲ့ဒီမှာက तू ကဘာတွားမိလဲဆိုရင်ကျွန်တော်နှစ်လေး၆ကိုကတွားမိနေကျွန်တော်အဲ့လိုလေးရှိတယ်ဒီတပင်နဲ့နဲ့ပဲနော်နှစ်ခွန်လေးကကြီးချန်တဲ့ site တွေနဲ့မိတယ်အဲ့ဆိုတော့ကျွန်တော်ပြောချင်တာကနှစ်ခွန်လေးကိုနဲ့နှစ်လေး၆ကိုကဒါမိတ်ဆိုတော့အဓိကပေါ့နော်ဒါငါးလုံးကတော့ဖွေမကစားပါနဲ့ကိုဒီအထက်ရပေါ့နော်ခေရွေးကိုကြိုက်ကနန်းလေးရှိရင်ရွေးပြီးမှကစားရင်ကစားဒီလိုပဲကစားရင်ကစား အခွင့်190အခွေကစားရင်ကစားလေးလို့ရတယ်ပြီးတော့ကျွန်တော်ဒီ2025တနစ်စာအခွေပေးထားတာရှိတယ်ဗောနော်အမေဆိုလိုနေနဲ့ဒီ6.89ဗောနော်ကျွန်တော်ဒါ6.89အခွေ6.89အခွေရလဲဒါကစားလို့ရတယ်ပြောမယ်ဆိုရင်6.89ကိုကြိုင်ရင်ကစားသူကလည်းကျွန်တော်ပြောတော်တော်များများအပြည့်ဟိုပြည့်တော့ပြည့်တယ်နှစ်ပတ်လောက်ဆက်ပြည့်မယ်ပြီးရင်လာပြီသူကဒီလိုလေးတော့ရှိရနော် အဲဆိုတော့ကျွန်တော်မွေးကန့်တဲ့နေ့တိုင်းထိုးခွက်လေးကိုကျွန်တော်ပြပေးပါအဓိက main main မွေးပေါ့နော်မွေးကန့်မွေးကန့်မွေးကန့်ကိုကျွန်တော်အဓိကပြပေးမယ်မွေးကန့်ကကျွန်တော်အဓိက main မွေးက8980ခွန်းတိခွန်းကိုပေါ့နော်ကျွန်တော်ဗီဒီယိုကလည်း15မိနစ်စာပဲဆိုတော့ကျွန်တော်အများကြီးပုံမှန်လေးပဲပေါ့နော်ကျွန်တော်ဒီပြနေကြ site အတိုင်းလေးပဲကျွန်တော်ပြပေးမယ်နော် ဒီခွန်ကိုခွန်ကိုလို့ထပ်ပြီးရင်တူတာဒီမှာပေါ့နော်3ခွန်က3ခွန်လို့ဆင်းတယ်1ကိုက1ကိုလို့ဆင်းတယ်ကျွန်ဒီဘက်မှာခွန်1နဲ့1ကိုပေါ့နော်ဒီနှစ်ဘက်ကဒီဒီဘက်မှာဆင်းနိုင်တယ် sorry ဟုတ်ပြီခွန်1နဲ့1ကိုကဒီဒီဘက်နဲ့ညီပါပြီကျွန်တော်4 3ဒီဘက်နဲ့ကြည့်မယ်ဆိုရင်လဲ4 5က4 5ပေါ့နော်နှစ်ပူက1ပူဆင်းတယ်ခွန်1 1ကိုက1 1ကိုခွန်1 1ကိုကကျွန်တော်2ပင်ညီပါပြီ ပြီးတော့ကျွန်တော်တို့ဒီမှာဗောနော်36လို့ထွက်ပြီးတာ ਨੇ သူကတော့ခဏန်းတော့မရဗောနော်ဒီကာလာနဲ့အခွက်တွေကဒါပြန်ဆင်းတယ်မိတ်ဆွေတို့ဟိုပြောမစို့ YouTube ကြည့်နေတော့ကိုခဏန်းကဆင်းလားမဆင်းလားသိကြအောင်ကိုอืมဒီခဏရက်ပြီးမှာဗောနော် pass နေပြီးမှာ ီကလေးကိုပြန်ကြည့်လို့ရတယ်ကျွန်တော်အများကြီးတော့မရှင်းပြတော့ဘူးเนาะအဲဆိုတော့ကျွန်တော်ဒီတစ်ပင်မှာဆိုရင်59နဲ့80 59နဲ့80ရာလဲဒီ၄၃ဆိုင်နဲ့ကတွားမိတယ်59 80အဲဆိုတော့ကျွန်တော်တို့ဒီ၄ခွက်ကို quantity ကို59 80လေးခွက်ကို main ကစားမယ်เนาะအဲ main ကစားမယ်ပြီးတော့ဂျန်နဲ့ခဏအခွက်တွေပေါ့เนาะအဲ့ဒါကိုကျွန်တော်ဒုအနေနဲ့ကစားမယ်ပြီးတော့ဒီမှာ net 1နဲ့8ကိုပေါ့เนาะ8နဲ့ကကျွန်တော်တို့ဒီမှာ sorry ခုနကကျွန်တော်ဒါ net 9လေးကိုအခွေး ပထမ B1 မှာကျွန်တော်ခုန B1 နည်းနည်းရှင်းပါလို့ကျွန်တော်နောက် B2 ပြန်လုပ်မယ်။အဲဆိုတော့ဒီကျွန်တော်တို့ဗောနော်ဒီမှာဆိုရင်၄ငါထွက်ပြီးတော့၈နဲ့ကကျွန်တော်ဒါ၈နဲ့ဗောနော်။ဆင်းနဲ့ဒုတိယတပင်မှာတော့၆တက်ကကျွန်တော်၆တက်လို့ဒဲဆင်းတာနော်။အဲ့တော့ဒီဒီမှာနှစ်တင်းနဲ့ရှစ်ကိုကကျွန်တော်ထပ်ပြီးမှဆင်နိုင်တယ်နှစ်တင်းနဲ့ရှစ်ကိုကလည်းကျွန်တော်တူနေနေပဲထည့်ပြီးထားတယ်ပြီးတော့ ဒီမှာဗောနော6 9 3 4 69ဆိုတာကလည်းသူကထက်ကြ69ကလည်း69 3 4ရလဲကျွန်တော်ဒီမှာ3 4 69နဲ့တိရှိဗောနော်ညမနဲ့ခဏအဲဆိုတော့69နဲ့တိရှိကထပ်ပြီးมาကြာနိုင်တယ်ဒီမှာ69ကိုတော့ကျွန်တော် မထည့်ပေးထားဘူးဒါပေမဲ့သူကဒီ9 3ပြိထဲမှာ69ကပါဝါကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကျွန်တော်တိရှိတစ်ခုကိုပဲထည့်ပေးလိုက်တော့မနော် ်တစ်ရှစ်တစ်ဘက်ကိုကျွန်တော်တူထဲမှာထည့်ပေးမယ်ပြီးတော့ငါးတုံညာပြိမ့်မှာကျွန်တော်ဒါ main line ရမှာပေါ့နော်ဒါတော့ကျွန်တော်6ကိုတစ်ဘက်ကိုထည့်ပေးမယ်6ကို233ဖွန်တစ်ကိုကျွန်တော်တို့ဒါနေရှစ်အဒီပြောမယ်ဆိုတော့ဒါနည်းနည်းလေးတော့ကျွန်တော်တို့ ပြောမယ်ဆိုတော့ဒါငါးလုံညာ break ကတော့တပတ်စာပေါ့နော်တပတ်စာဆိုတဲ့အတွက်ကို main web ပဲရွေးထိုးဒါကတော့ကိုကြိုက်ွက်ရှင်တော့တင်ထိုးပေါ့နော် break ကတော့အကုန်လုံးလိုက်တာတော့ပိုအဆင်ပြေတယ်မွေးကားကတော့ကျွန်တော်၉ွက်၉ွက်တော့ရှိတယ်ပေါ့နော်ဒါတပတ်စာဖြစ်တဲ့အတွက်เนาะကျွန်တော်ပြောမယ်ဆိုတော့ဒါမိတ်ဆွေတို့နည်းနည်းချိန်ပြီးမှကစားအဲဆိုတော့နေ့တိုင်းအတွက်လေးကိုကျွန်တော်ကြည့်မယ်เนาะ3ည8လို့ထွက်ပြရတယ်ဒီမှာပေါ့เนาะ 3983ဆိုပြီးမှအဖွင့်နေမှာကြာဒီမှာဆိုရင်3ခွန်3ခွန်3ဒီမှာဆိုရင်နိရှိမဟုတ်ရင်ခွန်3ပေါ့နော်ဒါ3ညဗရိတ်ဒါညနေဘက်ကိုအဓိကတွားတယ်ဒီ3ခွန်တို့ဘက်ကဘာလို့ကြာနိုင်လဲဆိုရင်ခွန်6ထွက်ပြီးရင်ဒီမှာ3ခွန်1ပို့อ่ะဘာဒီမှာပေါ့နော်3ခွန်3ခွန်1ကို1ကိုဒီမှာခွန်1နဲ့1ကိုဆိုတာထပ်ပြီးမှကြာနိုင်တယ်ကြာတာ3ညဗရိတ်နော်ဒါတစ်ပတ်စာဒါပေမဲ့သူက သုံးခွန်ကနော်ဒီခွန်ကိုထပ်ပြီးတော့ခွန်သုံးတုံးခွန်ဆိုတာ၄ချိန်အနည်းဆုံးကြားတယ်ဒီမှာတော့သူ့အရှိန်မှာခွန်သုံးဆိုတာ၄ချိန်ကြားတယ်နောက်တစ်ပတ်မှာဒီမှာခွန်သုံး၁ကိုဆိုတာထပ်ပြီးမှကြားတယ်ဒီတစ်ပတ်မှာဆိုရင်ခွန်သုံးက၄ချိန်ပဲကြားရတယ်သူ့အရှိန်မှာသုံးခွန်က၄ချိန်ပေါ့နော်ဒီမှာအနည်းဆုံး၄ချိန်ကတော့ထပ်ပြီးမှဆင်းနိုင်တယ်သုံးခွန်ရဲ့၁ကိုရဲ့ပြီးတော့ကျွန်တော်တို့ ဒီအဖွင့်နေအတွက်ပေါ့နော်အဖွင့်နေအတွက်ကတော့ခုနကကျွန်တော်ပြောတဲ့ဒီ၃ညပြိမာဒီဟာအဓိကပါဝါပြီပြီးတော့ဒီကျွန်တော်တို့၄၃ထွက်တဲ့ sign နဲ့၄၃ထွက်တဲ့ sign နဲ့ကျွန်တော်တို့ကအများကြီးမလိုက်ဘူးသူချပေးနေတဲ့ပုံစံတိုင်းပဲကျွန်တော်တော်မယ်၄၃ထွက်ပြီးတော့ကျွန်တော်၈လေးနစ်ပရိတ်၄၃ထွက်ပြီးတော့၆ခုနစ်ပရိတ်ကျွန်တော်နစ်ပရိတ်ကိုကစားမယ်မနေ့ပြန်ဒါမနေ့ပိုင်းကိုနစ်ပရိတ်ဒါသူချပေးနေကြ sign ပေါ့နော် နိဗရိတ်ဘာလို့လဲဆိုတော့ဒါ၄၃ထွက်တဲ့ဆိုင်နေချိန်မှာ၈၃တိဘရိတ်ဒီထဲမှာလည်းတိဘရိတ်ဒီမှာဆိုရင်၅ဘူး၃ညကျွန်တော်ဒီမှာ၃ညဘူး၅ဘူးဆိုရင်၃ညဘရိတ်ဒီမှာ၃ညဘူးဆိုရင်၃ညဘရိတ်ဒီမှာနိဗရိတ်နိဗရိတ်ဒီမှာနိဗရိတ်ဒါမဲ့ဖြစ်နိုင်တော့တနေဝန်ကစားမယ်ပေါ့နော်အဲဆိုတော့မဲ့ပြန်နေတိုက်ထိုးဘက်ကကျွန်တော်နိဗရိတ်ကိုအဓိကလိုက်မယ်နိဗရိတ်ညနေမှာတော့၃ညဘရိတ်ပေါ့နော်ဒါမဲ့တပတ်စာဖြစ်တဲ့အတွက်၃ညဘရိတ်ကိုတော့ တနေ့ကုန်တပတ်စာဖြစ်တဲ့တော့เนาะဒါအတုံညာပြေးကြိုက်တဲ့လူကမနေ့ပိုင်းကလေးနဲ့ထပ်ပြီးမှလိုက်တာပိုအဆင်ပြေတယ်ပေါ့เนาะဒီလေးတက်ထွက်ပြင်လဲကျွန်တော်ဒီမှာ၃ခုဆိုတာမနေ့ခင်းကိုဆင်းပြေးတာမျိုးလေးရှိတယ်အဲဆိုတော့မိတ်ဆွေတွေနေနဲ့အတိကရွေးချင်မှုမန်ကန်မှုပဲလိုတယ်เนาะအဲဆိုတော့ကျွန်တော်တို့မနေ့ပြန်နေလိုက်ထိုးကကျွန်တော်တို့အများကြီးမရှိဘူးပေါ့နော် ဘရိတ်ကတော့ထပ်ကြည့်မယ်ဆိုရင်အများကြီးရှိသေးတယ်သူကဘာကဘရိတ်တွေထပ်ကြနိုင်လဲဆိုတော့ကျွန်တော်တွေ့ထားတဲ့ဟာဆိုရင်ကျွန်တော်ပြောရဲ၃ညဘရိတ်၃ညဘရိတ်ကတော့နော်၃ညဘရိတ်ရဲ့၅၃ညဘရိတ်ရဲ့နှစ်ခုရှိပါပြီပြီးတော့ဒီ shift rate လဲကျွန်တော်ထပ်ပြီးမှတွေ့ထားတယ်ဒီမှာခွန်တက်၄ဘူးဒီအပေါ်ကအဲထောက်တဲ့အညိတွေနဲ့တော့ကျွန်တော်မကြည့်ပြီးတော့ဘာလို့လဲဆိုတော့ဒီမှာပေါ့နော်သူကတခြားအပင်ရည်တွေနဲ့ကြည့်မယ်ဆိုရင်ခဏငါ အများကြီးကြားနိုင်တယ်ကျွန်တော်တို့ဘာလို့လဲဆိုတော့ break တွေကဒီမှာပေါ့နော်ဥပမာခွန်တုံးရဲ့အပေါ်မှာ3.5ဆိုရင်ဒီမှာဆိုရင်တစ်လေးပေါ့နော်ဥပမာ5 break ဆင်တယ်ဒီမှာဆိုရင်ကျွန်တော်တို့4 3ဆိုရင်ဒါခွန် break ထပ်ပြီးမှဆင်နိုင်တယ်ကျွန်တော်ဒီမှာပေါ့နော်3ည8 break မှာဆိုရင်ကျွန်တော်ဒါဥပမာတော့5ခွန်2 break ဒါပေမဲ့2 break ကတော့မဆင်ဘူးကျွန်တော်ဒီအောက်မှာ2 6 8 break ကဒီမှာဆိုရင်ဆင်တယ်ဒီမှာဆိုရင်3 9ဆို3 6ဆိုရင်ကျွန်တော်4 break ထပ်ပြီးမှဆင်တယ် break တွေကပြောမယ်ဆိုရင် များတယ်များတာဖြစ်တဲ့အတွက်ကျွန်တော်အဓိကငါးတုံညာပရိကိုပဲအဓိကရွေးချယ်ထားပြီးမယ်ပါလို့ဆိုတော့ဒီခွန်ကိုဆိုင်နယ်လေလာတယ်၃၈ဆိုင်နယ်လေလာတာဖြစ်တဲ့အတွက်ပေါ့နော်ဒီကျွန်တော်တို့ဒီ၃၆ထွက်တဲ့ဆိုင်နယ်လေကျွန်တော်တို့ဒီ break ကမဆိုးပါလို့ဆိုတော့ဒီ၅၃ညာ break ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့၉၆ဆိုရင်ဒါ၅ break နော်ဒီမှာ၉၁ဆိုရင်၃ညာ break ဒီမှာဆိုရင်ခွန်၃ပေါ့နော်ဥပမာဒီမှာဆိုရင်၄၆ဒီလိုလေးတွေရှိတယ် အဲဆိုငါးတုံညာပရိကိုဒီကကစားအဲဆိုတော့တပတ်တာပေါ့နော်ဒါမေးဆိုလို့နေနေတိုင်းကတော့ကျွန်တော်24ရက်နေအတွက်ကိုအဒီကတော့24ရက်နေ17လ2025ပေါ့နော်ဖွင့်နေဖွင့်နေအတွက်ကို ကျွန်တော်ဒီကရွေးချယ်ပြီးမှာက main break ပေါ့နော် main break ကတော့ကျွန်တော်တို့ main ကတော့မန်တိုင်းပြောနှလုံးလုံးကတော့ main break ကြီးပဲပေါ့နော် ဒါမဲ့ nick break ကိုတော့2အနေနဲ့ကစားပါဘောเนาะကျွန်တော်3 break ကိုဒါ main အနေနဲ့ကစား2အနေနဲ့ကတော့ကျွန်တော်တို့ nick break ခွက်ကတော့နည်းနည်းလေးများပါတယ်ဒါပြောမယ်ဆိုရင် site တွေကကြည့်မယ်ဆိုရင်ခဏနေရထွက်လာအောင်ပါဘောเนาะ nick break မှာသူကြပေးနေကြတာတော့ခုနကကျွန်တော်တို့84နဲ့သူက6ခုအဓိကကြပေးတယ်ဒါမဲ့ကျွန်တော်3ခုတစ်ပွဲလေးကိုထည့်ကစားမယ်3ခု site တွေကကျွန်တော်ကြည့်တော့ကြည့်တာ တန်းဗီဒီယိုကရှေ့နေမှာကြောင်းပေါ့နော် main တုံညာပရိကတော့ကျွန်တော်တို့ပြောစရာမလိုပါဘူးခုနသုံးခွက်ကိုအဓိကသင်ကစားမယ်သုံးခွင့်ရဲ့ကျွန်တော်တို့နှစ်ရှည်ရဲ့ပြီးတော့တစ်ကိုရဲ့ပေါ့နော်ဒီသုံးခွက်ကိုအဓိကကစားမယ်ပြီးတော့ပေါ့နော်ဒီပြောမယ်ဆိုတော့ကျွန်တော်နောက်နောက်ပိုင်းကြရင်တော့မနေ့ပြန်တော့အချိန်နဲ့အချိန်ခါရပါတော့ကြည်ပြီးမှကျွန်တော်တင်ပေးပါမယ် ဘာလို့ဆိုတော့ကျွန်တော်လာမယ့်အပတ်ပေါ့နော်နောက်ပတ်ပြင်တော့ခီးသွားဖို့လေးရှိတာဖြစ်တဲ့တော့ပေါ့နော်ခဏလေးတွေကတော့ကျွန်တော်ရွေးချယ်ပြီးမှအကောင်းဆုံးသင်ပေးပါမယ်စူးစမ်းပြီးအဲနေ့တိုင်းလည်းနေ့တိုင်းပေါ့နော်မှန်ပါလဲမှန်ပါမှန်ပါတော့ဒီတစ်ပတ်မှာတော့ကျွန်တော်အဲဒီတောင်းလုံးဝေရဲ့မွေးကပ်ရေပေါ့နော်မွေးကပ်ကတော့ကျွန်တော်6ပွက်တော့ရှိတယ်6ပွက်ပေါ့နော်6ခွက်ရဲ့ဒီ3လုံးဝေရတော့ခုမကျော်ကျွန်တော်ဒီကရှာလာပေးရပြီးရတဲ့ဘက်ကတော့နောက်ကြပါဘောနော်တစ်3ညကြပြီးနေမှာဆင်းသွားတယ် ဲဒီပတ်ကတော့ကျွန်တော် break ကိုတော့လောလောဆယ်ပါလို့လဲဆိုတော့မထိုးမိမှာကြောင်းဘောเนาะအော် break လိုက်ရင်ကျွန်တော်မွေးကန်မကစားမိမှာကြောင်းကျွန်တော်မွေးကန်ဆိုင်ကောင်းတာဖြစ်တဲ့အတွက်မွေးကန်ကိုဒီကထည့်ထားပေးတယ်ပြီးတော့ကျွန်တော်နေတိုင်းကို ပုံမှန်ကနတ်အကွက်အများကြီးတော့မပေးဘူးဘောเนาะကျွန်တော်မနေ့ပိုင်းကို ကျွန်တော်နောက်ကွက်လေးကျွန်တော်တို့ break နဲ့ဆိုရင် အနန္တလုံး၃ခွဲဆိုတော့နေ့တိုင်းထိုးခွဲလေးကအကယ်၍ပေါ့နော်ကျွန်တော်တို့ဝမ်းကျိန်းနဲ့ပြီးတဲ့ကန့်နေညီခဲ့ရင်အခွေနဲ့ညီခဲ့ရင်တင်ကစားဖို့ပဲလိုပါတယ်အဲဆိုတော့ကျွန်တော်ဝမ်းကျိန်းရတော့တပတ်မှာအနည်းဆုံး6ကျိန်းအများဆုံး7ကျိန်းတော့မှန်တယ်ဝမ်းကျိန်းရှိရပေါ့နော်အားလေးကိုကျွန်တော်ဒီကရွေးချယ်ပေးထားတယ်အဲဆိုတော့ကျွန်တော်ဒါအဖွင့်နေမှာပေါ့နော်ဒါမိတ်ဆွေတို့အားလုံးဖွင့်လာကြပါစေအဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါမယ်နော်ကြည့်ပြီးရောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်